မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ23ရက်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောက်နောက်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ UNG ကဝင်ကြီးဌာနတချို့ကိုဥစည်းဌာနအဖြစ်ပြောင်းလဲမယ့်သတင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဝရန်ထုတ်ဖို့ ICC ကိုမြန်မာတမ်မတ်ကြီးတိုက်တွန်းလိုက်တဲ့သတင်း စင်ကူးမှာစစ်ဘေးရှောင်တွေနေထိုင်တဲ့စာတင်ကြောင်လေကြောင်းတိုက်ခိုက်ခံရတာကြောင့်၅ရောက်တေဆုံးသွားတဲ့တဲ့တင်အရှိတောင်အာရှကြားဖြန့်တိုက်ဖြတ်ဖို့အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အမေရိကန်ကဖွဲ့စည်းလိုက်တဲ့တဲ့တင်ကြားဖြန့်တွေဟာတားကောင်ရဲ့ WhatsApp app ကိုရယူဖို့နီလက်သစ်သုံးလာတဲ့တဲ့တင်နဲ့ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာအမျိုးသားညညရဲ့အစိုးရ NUG ဟာ သူလက်အောက်မှာရှိတဲ့ဝင်ကြီးဌာနတချို့ကိုဥစည်းဌာနအဖြစ်ပြောင်းလဲဖို့အဖွဲ့အတွင်းမှာဆွေးနွေးညှိနှိုင်းမှုတွေရှိနေတယ်လို့ NUG နဲ့နီးစပ်တဲ့မီးစီးမရဲ့သတင်းရင်းမြစ်တွေစီကစုံစမ်းသိရပါတယ်။လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG မှာဝင်ကြီးဌာန18ခုရှိပြီးဝင်ကြီး16ဦးနဲ့ဒုတိယဝင်ကြီး18ဦးတို့တာဝန်ထမ်းဆောင်နေကြတာပါ။ ဘယ်ဝင်ကြီးဌာနတွေကိုဦးစီးဌာနအဖြစ်ပြောင်းလဲဖို့ရှိနေတယ်ဆိုတာကိုတော့လောလောဆယ်မှာမသိရသေးသလိုမီဇီမာရဲ့စုံစမ်းမေးမြန်းမှုတွေအရဆွေးနွေးညှိနှိုင်းနေကြဆဲအခြေအနေလို့ပဲဖြစ်ကြကြပါတယ်။လက်ရှိမှာတော့ NUG ရဲ့ပြုပြင်ပြောင်းလဲရဲ့ကော်မတီကဝင်ကြီးဌာနတချို့ကိုဥစည်းဌာနအဖြစ်ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ထံကိုစာတင်ပြထားတယ်လို့မီဇီမာရဲ့နောက်ထပ်သတင်းချင်းမြစ်တအုပ်ကလည်းအတည်ပြုပြောပါတယ် ် UNG အမျိုးသမီးလူငယ်နိုင်ကလေးတငယ်ရေးရာဝန်ကြီးနော်ဆူဆန်နာလှလှဆိုးဟာလေဝန်ကြီးအဖြစ်ကနေနှုတ်ထွက်ပြီးဖြစ်ကသူ့ရဲ့ဝန်ကြီးဌာနကိုဥစည်းဌာနအဖြစ်ပြောင်းပြီးတခြားသူတွေကဥဆောင်မယ်လို့မီစီမရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အတည်ပြုနိုင်ဖို့နော်ဆူဆန်နာလှလှဆိုးစီကို မီစီမကအီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်တာ မရှိသေးပါဘူးအမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဘုံလက်ကို မီဆီမာကဆက်သွေရမှာတင်းလျော်တဲ့အချိန်မှာ ထုတ်ပြန်ပေးသွားမယ်လို့ပြောပါတယ်အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့စစ်ကော်မရှင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရန်ထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ် နိုဝင်ဘာလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့အပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစည်းအခမ်းစာခေါင်းစဉ်အောက်ကအထွေထွေဆွေးနွေးမှုမှာမိန်ခွန်းပြောကြရာမှာအဲ့ဒီလိုထည့်သွင်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းက ICC ရဲ့တရားစွဲအရာရှိကစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့တရားရုံးကိုရှောက်ထားခဲ့ပေမဲ့ တနှစ်နီးပါးကြာလာတဲ့ဒီကနေ့အချိန်ထိတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့လည်းဥကြုံမိုးထွန်ကထောက်ပြပါတယ်မြန်မာပြည်သူတွေအထူးသဖြင့်အမျိုးသမီးတွေမိန်းကလေးတွေနဲ့ကလေးတငယ်တွေဟာအကျန်းဖက်စစ်အုပ်စုရဲ့ဆိုးဝါးလှတဲ့ရာဇဝဲမှုတွေရဲ့ဒဏ်ကိုဆိုးဝါးစွာ ခံစားနေကြရတဲ့အတွက်ဒီလိုပြောကြရချင်းဖြစ်ပါတယ်လို့ဥကြုံမိုးထွန်ကပြောပါတယ်အာနာသိန်းစစ်အုပ်စုဟာနိုင်ီတိုင်းမိနစ်တိုင်းမှာပြည်သူတွေကိုတပ်ဖြတ်နှိပ်စက်ကား ခွဲခြားမှုမရှိတဲ့လက်နက်ကြီးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေဥပဒေမဲ့ဖမ်းဆီးမှုတွေနှင်းပန့်နှိပ်စက်မှုတွေလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့နေအိမ်စာတင်ကြောင်းဆေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုယူရချက်ရှိရှိဖျက်ဆီးတာတွေဆောင်ရွက်နေခြင်းမြန်မာပြည်သူတွေအတွက်အချိန်မီအေးအေးယူဆောင်ရွက်မှုတွေကင်းမဲ့နေတာကဝန်내ဖွဲ့ဖြစ်ကြောင်းလဲထည့်သွင်းပြောကြားသွားပါတယ်။တန်းနဲ့ချီတဲ့ပြည်သူတွေအတွက် တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမဖြစ်မနေလိုအပ်ကြောင်းမြန်မာပြည်သူတွေအထူးသဖြင့်စစ်အုပ်စုရဲ့ယာဇဝဲမှုကျူးလွန်တာကိုခံစားခဲ့ရသူတွေသူတို့ရဲ့မိသားစုဝင်တွေအနေနဲ့တရားမျှတမှုခံစားပိုင်ခွင့်ရှိကြောင်းယာဇဝဲမှုကျူးလွန်သူတွေအနေနဲ့ဒီယာဇဝဲမှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ကြောင်းလည်းတမ်မကြီးဥကြုံမထွန်းကတောင်းဆိုသွားပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်မာလဲကြီးရွာမှာရှိတဲ့စစ်ဘေးရှောင်တွေနေထိုင်တဲ့စာတင်ကျောင်းကိုစစ်ကော်မရှင်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်၅ရောက်ထက်မနည်းတေဆုံးပြီးနောက်ထပ်၅ရောက်ထက်မနည်းထိခိုက်ဒဏ်ရာတွေရသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စီကသိရပါတယ်။နိုဝင်ဘာလ12ရက်မနေ့ကညနေ9နာရီအချိန်လောက်မှာတတအူးလေစိတ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားတာလို့သိရပါတယ်။ စစ်ကောင်မရှင်လက်တက်ကကျဲချသွားတဲ့ဘုံတွေဟာစာတင်ချောင်းပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ထိခိုက်သေဆုံးမှုတွေများပြားခဲ့တာဖြစ်ပြီးတော့စာတင်ချောင်းဆောင်အပါအဝင်အဆအုပ်သုံးလုံးပျက်စီးသွားကြောင်းသိရပါတယ်။မတရားမျိုးနယ်မှာစစ်ကောင်မရှင်တက်ကတာလွန်အင်အားနဲ့စစ်ချောင်းထိုးတိုက်ခိုက်နေတဲ့အတွက်စစ်ကောင်မရှင်တက်နဲ့တော်လန်ရဲတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့်စင်ကူးမျိုးနယ်ဘက်ကိုစစ်ဘေးရှောင်လာတဲ့ပြည်သူတွေအများအပြားရှိနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလည်းစင်ကူမြို့နယ်ရွှေပြည်ကျေးရွာစာတင်ကျောင်းနဲ့ညောင်ကုန်းကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တဲ့အတွက်မတရားနေဘက်ကနေရောက်လာတဲ့စစ်ဘေးရှောင်ပြည်သူ၄ယောက်တေဆုံးခဲ့ရပါသေးတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ ပြီးခဲ့တဲ့9နှစ်တာကာလအတွင်းအမေရိကန်နိုင်ငံသားတွေစီကနေဒေါ်လာဘီလီယံပေါင်းများစွာလိမ်လည်ခိုးယူနေတဲ့အရှိတောင်အာရှတဝန်းကစိုက်ဘာလိမ်လည်မှုစခန်းတွေကိုပိတ်မထားတိုက်ဖြတ်ဖို့အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့ Strike Force ကိုဖွဲ့စည်းလျက်ရှိကြောင်းအမေရိကန်ကကြေညာလိုက်ပါတယ် ဒီတက်ဖွဲ့မှာတရားရေးဝင်ကြီးဌာန Secret Service နိုင်ငံခြားရေးဝင်ကြီးဌာနနဲ့ FBI တို့က agent တွေနဲ့ရှေ့နေတွေပေါင်းဆက်ပါဝင်တယ်လို့ဘန်ဒါရေးဝင်ကြီးကဆိုပါတယ်ဒီတက်ဖွဲ့ကမြန်မာကမ္ဘောဒီးယားနဲ့လာအိုတို့ကိုပြစ်မှတ်ထားပြီးအရှိတောင်အာရှကအစိုးရဆုံးသော online လိမ်လည်မှုစင်တာကြားဖြန့်စခန်းတွေနဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးတာ ဖြိုခွင်းဖမ်းဆီးတာနဲ့တရားဆွဲဆိုတာတွေလုပ်သွားမှာဖြစ်ပါတယ်။ပေါင်းဆက်ဌာနတွေက ကြားဖြန့်စင်တာတွေကို အမြင်ပြတ်စေဖို့အတွက်ဒဏ်ခတ်ပိတ်ဆို့မှုတွေဖမ်းဆီးတာတွေနဲ့ယာဆွဲမှုအရာတရားဆွဲဆိုတာတွေအပြင်လိမ်လည်ခံရသူတွေကိုပြန်လည်ကူစားပေးဖို့နဲ့လိမ်လည်မှုတွေကိုရှောင်ရှားနိုင်မယ့်အကြောင်းပညာပေးရေးအစီအစဉ်တွေကိုလည်းထက်သွင်းစီစဉ်ထားတယ်လို့သိရပါတယ်။ 2024ခုနှစ်အရှိတောင်အာရှအခြေဆိုင်အခြေဇလန်းစင်လိန်လယ်မှုတွေအတူအယောင်ယင်းနှမြုပ်နယ်မှုလိန်လယ်မှုတွေနဲ့အလိန်အညာ digital platform တွေကြောင့် American ပြည်သူတွေဟာအနည်းဆုံးဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးခဲ့ရကြောင်းအစိုးရရဲ့ခန့်မှန်းချက်တွေအရသိရပါတယ်။လိန်လယ်ခံရသူတွေမှာအနည်းအကျဉ်းကသာ FIC ကိုဆက်သွေကြပြီးလိန်လေခံရတဲ့ငွေကြေးတွေပြန်လေရရှိတာက အလွန်နေပါပြီးတော်တော်များများက သူတို့ရဲ့ဘဝတသက်သာစုဆောင်းငွေတွေအလုံးဆုံးရှုံးခဲ့ကြရတာပါအမေရိကန်နဲ့တရုတ်ဥပဒေရေးရာဌာနတွေကလူကုန်ကူးခံရသူတွေပေါ့အဓိကအားပြုပြီးလေပတ်နေတဲ့ကြားဖြန့်စီးပွားရေးမှာကမ္ဘောဒီးယားထိုင်းမြန်မာနဲ့တခြားသောနိုင်ငံတွေကမကောင်းသတင်းကြော်ကြားသူတွေကိုပြစ်မှတ်ထားနေတာဖြစ်ပါတယ်မြန်မာနိုင်ငံကလှုပ်ရှားနေတဲ့ရာဇဝတ်ကွန်ရက်တွေဟာအွန်လိုင်းလိမ်လည်မှုတွေကနေစူးစမ်းပန်းစားအလုပ်လုပ်ကြနေတဲ့အမေရိကန်ပြည်သူတွေစီက ဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်နေရယူနေပါတယ်လို့ဘန်ဒါရေးဝန်ကြီးဌာနကအကြီးတဲ့အရာရှိဂျွန်ဟာလီကပြောပါတယ်ဒီကွန်ရက်တွေဟာလူကွန်ကူးမှုတွေနဲ့လုက ାଇ ကြပြီးမြန်မာနိုင်ငံကကြမ်းတမ်းတဲ့ပြည်တွင်းစစ်ကိုလည်းမိထိုးပေးနေတယ်အမေရိကန်အစိုးရအဖွဲ့က ီလိုဆိုင်ပါရာဇဝတ်ကောင်တွေကိုဘယ်နေရာကနေလှုပ်ရှားနေပါစေလိုက်လံနှိမ်နင်းဖို့နဲ့အမေရိကန်မိသားစုတွေကိုအမျက်ထုတ်မှုတွေကနေကာကွယ်ဖို့ရှိသမျှထုတ်ယူသုံးစွဲသွားမှာဖြစ်ပါတယ်လို့လည်းသူကပြောပါတယ်တချိန်တည်းမှာပဲအမေရိကန်ဗန်ဒါရဲဝင်ကြီးဌာနကမြန်မာနိုင်ငံမှာရှိတဲ့ cyber လိမ်လည်မှုကြားဖြတ်စခန်းတွေကို အထောက်အပံ့ပေးနေတဲ့လက်နက်ကိုင်အဖွဲ့နဲ့တရုတ်ဂိုင်းတွေအတွက်ကြားဖြတ်စခန်းတွေတိစောက်ခဲ့ကြတဲ့ Thai company တွေကို ဗုဒ္ဓဟူးနေ့ကတန်ခတ်ပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။ DGBA နဲ့ခေါင်းဆောင်၃ယောက်ကိုအမေရိကန်နိုင်ငံခြားရေးပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံဖြစ်တဲ့ OFAC ကပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခဲ့တာဖြစ်ပြီးတော့ထိုင်းနိုင်ငံသားချာမူစဝမ် Trans Asia International Holding Group Thailand Company နဲ့ True Star Company တို့ကိုလည်းအလားတူဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်ခင်ဗျာ အခုဆက်ပြီးတင်ဆက်ပေးခြင်းတဲ့နိုင်ငံတကာသတင်းတပုတ်ကတို့ကြားဖြန့်တွေဟာတားကောင်ရဲ့ WhatsApp အကောင့်တွေကိုရယူဖို့နီလက်အစ်စ်တွေတုံးလာနေကြပါတယ်။ဘလို့နီလက်တွေတုံးလာနေကြတာပါလဲ။ဂျူချန်းကဆက်ပြီးပြောပြပေးပါပါခင်ဗျာ။ဝင်လေလုပ်ငန်းတွေဟာပြစ်မှတ်သားကောင်တွေရဲ့ WhatsApp အကောင့်တွေကိုရယူထိန်းချုပ်နိုင်ဖို့နီလန်တက်ကိုအသုံးပြုလာတယ်လို့စင်ကာပူရဲတပ်ဖွဲ့က November 12ရက်နေ့မှာသတိပေးလိုက်ပါတယ်။ သူကတားကောင်ကိုလှည့်စားဖို့ website အတူအောင် link တွေပါဝင်တဲ့စာတူ SMS တွေပေးပို့တဲ့နည်းလမ်းဖြစ်ပါတယ်။ဒီလိုမျိုးနိုင်လည်မှုတွေမှာတားကောင်တွေဟာမိမိတို့ရဲ့ WhatsApp အကောင့်တွေကိုကာလရှည်အတည်ပြုခြင်းမရှိတဲ့ပြဿနာတွေနဲ့ပတ်သက်လို့အတည်ပေးစာတွေကိုလက်ခံရရှိကြတာဖြစ်ပါတယ်။အဲ့ဒီနောက် WhatsApp website ဆက်မျက်နှာအတုစီကိုရောက်ရှိသွားစေတဲ့ link အတုတစ်ခုကနေတဆင့်တားကောင်တွေရဲ့အကောင့်တွေကိုအတည်ပြုဖို့တိုက်တွန်းတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ် ။နောက်ကောင်ကမိမိတို့ရဲ့ဖုန်းနံပါတ်နဲ့အတီးပြူကုတ် verification ကုတ်တွေကို WhatsApp website seminar အတူမှာထည့်သွင်းလိုက်တဲ့အခါမှာသူတို့ရဲ့ WhatsApp အကောင့်တွေကိုငွေလိမ်လုပ်ငန်းတွေကရယူထိန်းချုပ်သွားပြီးတော့နောက်ကောင်ရဲ့အဆက်အသွယ်တွေဈေးကိုလိမ်လည်ငွေချေးယူတဲ့စာရီးပေးပို့တာဖြစ်ပါတယ်။တားကောင်တွေဟာမိမိတို့ရဲ့ WhatsApp အကောင့်တွေကနေ logout လုပ်ပြီးတော့ပြန်ထွက်တဲ့အခါမှာပဲလိမ်လည်ခံရကြောင်းသိရှိကြတာဖြစ်ပါတယ်။မိမိတို့ရဲ့အကောင့်နဲ့ချိတ်ဆက်ထားတဲ့နာမည်မသိစက္ကရိယာတွေကိုတွေ့ရှိတာဒါမှမဟုတ် လိန်လယ်ငွေချေးယူနေကြောင်းသူတို့ရဲ့အဆက်အသွယ်တွေကအသိပေးလာမှာပဲအလိန်ခံရတာကိုသိရှိကြတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်စင်ကာပူမှာ2025ခုနှစ်ပထမနှစ်ဝက်အတွင်းမှာငွေချေးလိန်လယ်မှုတွေကြောင်းဒေါ်လာတန်900နီးပါးဆုံးရှုံးခဲ့ကြောင်းနဲ့လိန်လယ်ခံရမှုနဲ့ပတ်သက်လို့တိုင်ကြားမှုပေါင်း2000နီးပါးထိရှိတယ်လို့ရဲတပ်ဖွဲ့ကဩဂတ်စ်လမှာနောက်ဆုံးထုတ်ပြန်တဲ့အချက်လက်တွေမှာဖော်ပြထားပါရယ်ရှင်အခုနောက်ထပ်တင်ဆက်ပေးခြင်းတဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကတော့ရုရှားရဲ့ပထမဆုံး AI လူတူစက်ရုပ်ပွဲထုတ်ပြသပြီးစက္ကန့်ပိုင်းအတွင်းမှာပဲစင်ပေါ်မှာပြိုလဲကျသွားပါတယ်ကိုရောင်နီကဆက်ပြီးပြောပြပေးထားပါတယ်ခင်ဗျာရုရှားရဲ့ပထမဆုံးလူတူ AI စက်ရုပ်ကိုတရားဝင်ထုတ်ဖို့ပွဲမှာပွဲထုတ်ပြသရမှာစက္ကန့်ပိုင်းအကြာမှာပဲပြိုလဲကျပြီးချွေရင်းခဲ့တဲ့အတွက်တက်ဆိုင်ရာအမှုတန်းတွေကစင်ပေါ်မှာလိုက်ကာတစ်ခုကိုကမန်ကရန်ဆွဲရင်းအဲ့ဒီလဲကျသွားတဲ့စက်ရုပ်ကိုဖုံးကွယ်ခဲ့ရပါတယ် အဲ့ဒီစစ်ရုပ်ကိုတော့နိုဝင်ဘာလ10ရက်နေ့ကမော်စကိုနည်းပညာပြပွဲတစ်ခုမှာရုရှားစစ်ရုပ်နည်းပညာကုမ္ပဏီအိုက်ဒေါကတင်ဆက်ပြတာဖြစ်ပြီးဒါဟာပြည်တွင်းထုတ် AI နဲ့လူတူစစ်ရုပ်တီထွင်ဖန်တီးမှုနည်းပညာပိုင်းမှာနိုင်ငံရဲ့တိုးတက်တက်လှမ်းမှုတွေကိုပြသဖို့ကြိုးပမ်းမှုတစိတပိုင်းတည်ဒါအဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီပွဲထုတ်ပြသမှုကတော့လူတူဆက်တွေအတွက်ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတွေရုရှားရဲ့ဝင်ရောက်မှုကိုပြသဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုပွဲခန်းနာမှာတော့ထင်မှတ်မထားတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး AI ဒေါ်လို့အမည်ပေးထားတဲ့စက်ရုပ်ဟာစင်ပေါ်မှာတုံတုံရင်ရင်နဲ့ခြေလန်းအနေငယ်ရှောက်ပြပြီးဟန်ချက်ပြက်ကအရှက်ရစရာ ပြိုလဲကျချွေရင်းခဲ့ရင်စင်ပေါ်မှာဆက်အစိတ်ပိုင်းပစ္စည်းတချို့လည်းဟိုတစဒီတစပြန်ကျေခဲ့ပါတယ်အဲ့ဒီမှာပဲအမှုတန်းတွေကမြင်ကွင်းကိုဖုံးကွယ်ဖို့ချက်ချင်းလုပ်ခဲ့ကြပြီးစစ်ရုပ်ကိုကွယ်ဖို့စင်ပေါ်မှာလိုက်ကာတစ်ခုကမန်ကန်ဆွဲရင်းအလော30လှုပ်ဆောင်ခဲ့ကြပါရယ် အိုက်ဒေါ်ကုမ္ပဏီ CEO ဗလာဒီမာဗီတူခင်ကတော့ဆက်ယုတ်အခုလိုချွေးရင်းရတာကစံကိုက်ချိန်ကြီးမှုကိစ္စတွေကြောင်းလို့ဆိုပြီးဆက်ယုတ်ဟာစမ်းသက်စေအဆင့်မှာပဲရှိသေးတယ်လို့ပြောပါတယ်။ဒီအမားကအတွေ့အကြုံတစ်ခုအဖြစ်ပြောင်းလဲစေလိမ့်မယ်လို့မျှော်လင့်တယ်လို့သူကပြောခဲ့ပါတယ်။ အခုလိုမအောင်မမြင် ဖြစ်ခဲ့ရပေမဲ့အယ်ဒေါ်ဟာစစ်ရုပ်တီထွင်ဖန်တီးမှုဤပညာပိုင်းမှာရုရှားရဲ့ကိုကိုကိုအားကိုးမှုစီတိတာထင်ရှားစွာတက်လန့်မှုကိုကိုးစားပြုတယ်လို့အယ်ဒေါ်ရဲ့တီထွင်ဖန်တီးသူတွေကအခိုင်အမာပြောပါတယ် ဒီစရုပ်ကိုတော့6နိုင်ကြာလဲပတ်3နိုင်စွမ်းရှိတဲ့48 volt battery တစ်လုံးရဲ့အားနဲ့လဲပြီးလက်ရှိမှာရုရှားထုတ်တက်စင်အစိတ်အပိုင်းပစ္စည်း89ရာခိုင်နှုန်းပါဝင်နေကြောင်းနဲ့ကုမ္ပဏီအနေနဲ့ရှေ့ကာလထက်ခါထက်ခါဖန်တီးမှုတွေမှာ63ရာခိုင်နှုန်းအထိတိုးချဲ့ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ Eldo စရုပ်ဟာသူ့ခြေထောက်ပေါ်မှာကြာကြာဆက်ရနိုင်ခြင်းမရှိခဲ့ပေမဲ့စရုပ်ဟာလူလိုပဲပြုံးနိုင်စဉ်းစားနိုင် အားအသင့်တဲ့ပုံတို့ကိုထုတ်ပြနိုင်ပါတယ်လို့ဗီတူခင်ကတင်ဆက်မှုအတွင်ပြောခဲ့ပါတယ်။ဒါပေမဲ့အများရဲ့တုံ့ပြန်မှုကတော့အကောင်းမြင်ခွင့်လွှတ်ပေးမှုနေပါခဲ့ပါတယ်။ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိနောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းရွှေစဲ73စီစဲနဲ့စားအုပ်စီစဲတွေကိုတင်ပြပေးပါမယ်။ဒါပေမဲ့ကောမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးပါပါခင်ဗျာ။ ကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်1100ကျပ်ပြင်ပအပေါင်စဉ်4080ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1611.23ကျပ်ပြင်ပအပေါင်စဉ်3148ကျပ်ဥရောပဒေယူရိုကိုစစ်ကောင်စီသတ်မှတ်စဉ်1430.96ကျပ်ပြင်ပအပေါင်စဉ်4958ကျပ် ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတပ်မတ်စဉ်64.69ကျပ်ပြင်ပပေါင်စဉ်126.43ကျပ်မလေးရှားတရင်းကစ်ကိုစစ်ကောင်စီတပ်မတ်စဉ်908.34ကျပ်ပြင်ပပေါင်စဉ်960ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစည်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အတင်းတပ်မတ်စဉ် 59သိန်း8000ကျပ်ပြင်ပပေါင်စဉ်89သိန်း1000ကျပ်စကားဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်56သိန်း6250ကျပ်ပြင်ပပေါင်စဉ်83သိန်း9000ကျပ်ပေါင်ဆွေးရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို1500 30ကျပ် ပရီမီယံဒီဇယ်တလီတာကို3045ကျပ်အော်ဒိ92တလီတာကို2630ကျပ်အော်ဒိ95တလီတာကို2685ကျပ်ပေါ့ဇွေးရှိပါတယ်ပေါ်ပြပါစသုံးဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းဒီဈေးနှုန်းတွေကတော့စောင်းဒီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6410ကျပ်ပြင်ပပေါ့စီ1000ကျပ် ပေါ့ဆေးရှိပါတယ်။ပေါ်ပြပါစင်တို့ကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော် နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေ 갑니다.